ိုက်ဇာကားကားမှာဆိုကျွန်တော်ကြာပါပြီ။ကောင်းဆောင်သမီးလို့ဥပြီးတော့သူကရိုက်တဲ့ခါကျတော့သူကအကောက်တင်မထားဘူးလားမသိဘူး။အရန်ကိုဇက်ထဲမှာကျွမ်းကျင်တဲ့ကောင်းဆောင်မင်းသမီးကွာ။အဲအဲ့မှာသူကကတာ တော်တော်လေးကိုအဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးတွေမဖြစ်စေချင်ဘာပဲလို့လို့တခູ່ကိုနားမလဲတာဟိုကိုမတက်တာလောက်တော့မယ်ဆိုလို့ရှိရင်အကျိုးတည်ပြီးတော့ဟိုလေ့ကျင့်ပြီးတော့လှုပ်စေချင်တယ်ပေါ့နော်ဇိုင်းရမင်းသမီးလေးဆိုအန်တီမပြောဒါဆိုရတယ်ကိစ္စမတော်သေးတယ်အခုကသူ့သူ့ကြောင့်ဒီဆက်ကြီးကနာမည်ကြီးကြလေသူ့ရဲ့ကြောင့်အကတော်ရဲပါညာဆိုပြီးတော့ dialogue တွေမှာပြောထားတာလေအဲ့ဒါဆိုတော့အဲ့လိုမျိုးဘွားဖြစ်ပြီးတော့အကကြတော့တော်တော်ကြီးကို ဆိုလေကြည့်မကောင်းဘောเนาะအာကြည့်ရပါတယ်ကြည့်ရပါတယ်နောက်ပြီးတော့အခွေစားရပါအားလုံးပါတာပေါ့လေဟိုတချို့ကြတော့ဟိုစင်းရတဲ့ character လုပ်ပြီးတော့ဟိုဘယ်လဲတောင်းကြော်တာအိမ်ကြီးဝတ်ထားတာမျိုးကြတော့လေဟိုမကြိုက်ဘူးလေအဲ့ဒါမျိုးလဲတကယ်တော့အကင်မီပြီးတဲ့ခါမှာအမှတ်ပေါ့နော်ရော့တယ်ပေါ့အဲ့လိုမျိုးလဲဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်ဟိုတေးချာလေးနဲ့အားလုံးတွေလှုပ်စိတ်ချင်ပါလေအော်အန်ဒီကလေ ဟိုခြေထောက်မှာပေါ့နော်ချော်လဲသွားပြီးတော့ဟိုနည်းနည်းထိပါပေါ့နော်ပေါ့အမှန်ဆိုတော့တစ်နှစ်လောက်နားနေရတယ်ပေါ့နော်ဒါမှမဟုတ်ဘူးကတော့ဟိုနေ့ကနေစရိုက်တာပေါ့နော်ဥပွားဥပွားနဲ့ဟိုစားတယ် စပြီးတော့မဝေးကိုရုံးနဲ့ပေါ့နော်အဲ့ဒီကာလီစရိုက်တယ်ဒါဒုတိယကြိမ်ပေါ့နော်အခုတော့နေကောင်းနေပြီအားလုံးလည်းသွားလို့လာလှုပ်ရှားတဲ့အကုန်လုံးရနေပြီဆိုတော့လှုပ်တွေပြန်လှုပ်နေပါတယ်ဒီထဲမှာတော့ကျန်တဲ့အပိုင်းလေးတော့အန်တီမသိသေးဘူးအန်တီပိုင်းလေးပဲအန်တီသိတာပေါ့နော်အန်တီတေးဆောင်မဲ့ပိုင်းကစိုင်းစီတုန်ကန်ရဲ့မွေးစားအမေပေါ့နော်အဲ့နေရာတေးဆောင်မဲ့အကြမ်းမြင်လေးပဲသိထားတာပေါ့နော်စကားကတော့ဒီနေ့မှရမယ်ဆိုတော့ဘယ်လို character လဲဆိုတော့မသိသေးဘူးပေါ့ ဓနုလို့ပြောရမှာ၄လဲပါတယ်ဆိုတော့ကိုယ်တိုင်ရောဒီထဲမှာဓနုစကားလေးပြောရအောင်လားပြောရရှိအောင်။อืมပြောရမယ်လို့ထင်တယ်။ပြောရမယ်ဆိုလဲအန်ဒီဟိုကြလို့ရှင် ပြောတဲ့လူတွေနဲ့ဒီလာမှာပေါ့နော်။သူတို့ပြောတဲ့အစားလေးဒီလာပြီးမှမှပြောမှာပါ။ဘလိုင်းတော့လဲဟိုဟုတ်မဟုတ်အဲ့ဒါမျိုးမျိုးကြတော့လေအန်ဒီကမလုတ်ချင်ဘူးပေါ့နော်။နောက်တစ်ခုအနုပညာသမားတွေလဲအန်ဒီကြုံလုံးလေးပြောချင်တာလေ။ဟိုကိုကဇက်တစ်ခုမှအန်ဒီကြည့်လိုက်ရတော့ပေါ့ကွယ်။အန်ဒီကကိုက sensor member လုံတာလေ။ ဆန်းဆန်းမမလုပ်နေဆိုတော့ရွှေရှင်ကားတွေအကုန်လုံးအန်တီကြည့်ရတာပေါ့နော်ကြည့်ရတဲ့ခါကျတော့အဲ့ဇကားတကားမှာဆိုကျွန်တော်ကြာပါပြီအဲ့မင်းသမီးလေးကဟိုပါပေါ့သူက ခေါင်းဆောင်မင်းမီးပေါ့နော်ခေါင်းဆောင်မင်းမီးလေးဟိုအကအကမစက်ကြီးတစ်ခုလုံးမှသူကခေါင်းဆောင်မင်းမီးခေါင်းဆောင်မင်းမီးလို့ပြီးတော့သူကရိုက်တဲ့ခါကျတော့သူကအကကိုတင်မထားဘူးလားမသိခေါင်းဆောင်မင်းမီးတယောက်အနေနဲ့ဟိုဘာပဲပြောပြောလေးကလာလေးကနည်းနည်းလေးတော့မန်ဝါရုမန်နူရုဆိုလဲဒီလိုပဲဟိုတင်ပြီးတော့ရိုက်ကြတာပဲမလားအဲအဲ့ဒါမျိုးဆိုတော့လေအဲ့လိုမျိုးတင်ပြီးတော့ရိုက်စေခြင်းလေကိုကဗလိုင်းဟိုအစိမ်းကြီးရိုက်တဲ့ခါကျတော့ဟိုဘယ်လိုပြောမလဲ ကာရက်တာနဲ့တခြားစီဖြစ်တာပေါ့နော်။ तू อ่ะအယွမ်းအယမ်းကိုဇက်ထဲမှာကျွမ်းကျင်တဲ့ခေါင်းဆောင်မင်းသမီးကွာ။အဲအဲ့မှာ तू อ่ะကတာတော်တော်လေးကိုအဆင်မပြေဘူးပေါ့နော်။အဲ့လိုမျိုးတွေမဖြစ်စေချင်ကိုလုံးမဲ့အလုပ်ကလေးကိုဟိုရှိရှိမှလည်းအဲ့လိုပါမဝါရောမနူရောဆိုလဲဟိုအငိမ့်မင်းသမီးပါညာဆိုအကတွေပဲတင်ပြီးတော့ကြင်ပြီးမှရိုက်ကြရတယ်။ဟိုအများကြီးရောက်တင်စရာမဟုတ်ပါဘူး။ဘာဖြစ်ဖြစ်နည်းနည်းလေးအဆင်ပြေသွားရင်ဆိုတော်သေးတယ်။အခုက တော်တော်ဟိုလေအဆင်မပြေဘူးပေါ့နော်အဲ့တော့ဇက်နဲ့သူမှလွဲလွဲတယ်လို့အန်တီကထင်တယ်လေအဲ့ဒါကြောင့်မဘာပဲလို့လို့ တခုခုကိုနားမလဲတာဟိုကိုမတက်တာလောက်တော့မယ်ဆိုလို့ရှင်အကျိုးတည်ပြီးတော့ဟိုလေ့ကျင့်ပြီးတော့လှုပ်စီခြင်းနဲ့ပေါ့နော်တမီးတို့ကအန်ဒီပြပြနေချိန်မှာတမီးတို့သဘောပေါက်တယ်မလားဟုတ်တယ်မလားမဟုတ် तू ကဇတ်ထဲရဲ့ဇတ်ထဲကဟိုဇန်ရမင်းသမီးလေးဆိုအန်ဒီမပြောဒါဆိုရတယ်ကိစ္စမတော်သေးတယ်အခုက तू သူ့ကြောင့်ဒီဇတ်ကြီးကနာမည်ကြီးကြလေသူ့ရဲ့ကြောင့်အကတော်ရဲပါညာဆိုပြီးတော့ dialogue တွေမှာပြောထားတာလေအဲ့ဒါဆိုတော့အဲ့လိုမျိုးဘွားဖြစ်ပြီးတော့အကကြတော့တော်တော်ကြီးကို လေကြည့်မကောင်းဘောเนาะနည်းနည်းလေးဘာပဲဖြစ်ဖြစ်ဟိုကိုလုံးမဲ့လေးတစ်ခုကိုကြိုပြီးတော့ဟိုဟာပေါ့လေလှုပ်ထားရင်တော့ပို့ပြီးတော့သူ့အတွက်လည်းကျိုးရှိတယ်လေဟုတ်တယ်မလားလှုပ်တဲ့လူတွေအတွက်လည်းကျန်တဲ့အားတွေကတော့သူက view ပဲဒီလိုပဲအခန်းမှာစကားပြောတာဘာညာဒါလုပ်မဲ့ဆိုတော့ပြဿနာမရှိဘူးလေဒီအဲအကောက်ပြတဲ့ကကွက်ဒီမှာပဲဟိုအဆင်မပြေဘူးပေါ့เนาะအဲ့ဒါလေး သူများကြီးကတော့တော်ပါပြီဒီလောက်နဲ့ရပါတယ်ဆိုတော့မဟုတ်မဖြစ်စီခြင်းဘူးအန်တီကတော့လုတ်တဲ့လူပညာရှင်ပုံမှာလည်းဟိုပြောလဲကောင်းမယ်ပေါ့နော်ကြည်ရတယ်ပြောလဲဇက်လေးရလည်းကောင်းသွားမယ်မဆိုဒီလိုမျိုးဖြစ်သွားတဲ့အခါကြည်ရတဲ့အခါကျတော့ဟိုပေါ့သွားတယ်ပေါ့နော်အဲ့လိုမျိုးဒီမဖြစ်စီခြင်းတာပါ လုံမဲ့လက်ကိုကြိုပြီးတော့ဟိုလေ့ကျင့်ထားပေါ့ကိုမကျွမ်းကျင်တဲ့ကိစ္စဆိုရင်ပေါ့နော်အဲ့လိုမျိုးအန်တီကခုပြောရဲဆိုတာလေအန်တီရဲ့တကူကြီးအမြင်ပေါ့နော်ကောင်းစီကျင်လို့ပြောပြတာပါဘာမှဟိုအပြစ်တင်တာမဟုတ်ကလေးအနေနဲ့ဘာပဲဖြစ်ဖြစ်ဟိုလုံဖို့မေ့နေမယ်ဆိုလို့ရှိရင်လည်းဟလာအန်တီကဟိုဘာပဲပဲနောင်လဲပေါ့လေကိုမကြွန့်ကျင်တဲ့ကိစ္စဆိုလို့ရှိရင်အဲ့လိုလေးနည်းနည်းလေးဟိုအများကြီးတစ်လနှစ်လရဲ့မဟုတ်ပါဘူးနည်းနည်းတော့ဟိုလေ့လာပြီးတော့လုပ်စေချင်တော့ဒါလည်းအန်တီရဲ့ဟိုစေတနာအမှန်လေးနဲ့ပြောတာပါ ငယ်တော်တော်များကြတော့ဇက်အိမ်ကောင်းရေဒါပရိတ်သတ်ကြိုက်ရေဒါကယ်ရီရောက်မှာပဲလို့မှတ်မိမယ်လေဒါဒီကတော့ဒီဒီကြကြတော့ကြည့်ကိုကြည့်ရမယ်ထင်ပါတယ်အာကြည့်ရပါတယ်ကြည့်ရပါတယ်နောက်ပြီးတော့အဝေးစားရပါအားလုံးပါတာပေါ့လေဟိုဒီချို့ကြတော့ဟိုစင်းရဲတဲ့ကာရက်တာလုပ်ပြီးတော့ဟိုဘယ်လဲတောင်းကြော်တာအိမ်ကြီးဝတ်ထားတာမျိုးကြတော့လေဟိုမကြိုက်ဘူးလေအဲ့ဒါမျိုးလေတကယ်တော့အကင်ပြေးတဲ့ခါမှာအမှတ်ပေါ့နော်ရော့တယ်ပေါ့အဲ့လိုမျိုးလေဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်ဟိုတေးချာလေးနဲ့အားလုံးကိုလှုပ်စေချင်ပါတယ်